ခင်မုန်ဖြစ်သူဘက်ကသားသမီးတွေမျက်နှာငယ်ရမှဆိုလို့သားအရင်ဖြစ်တဲ့စိတ်ဦးကိုတော့ဘဲသွားသွားမခေါ်ဘဲခြားခဲ့ရကနေသားလေးရဲ့ဝမ်းနည်းတဲ့အမူအရာတွေကိုစတင်ခန်းဆားခဲ့ရတဲ့ပူဇာပြုခင် မင်္ဂလာပါပရိသတ်ချင်းရေတရုတ်ဆောင်ပို့ချပြုခင်ဟာခလေး၃ရောက်ရှိပြီးသားဖြစ်တဲ့အကိုထွန်းနဲ့ဖူးစာဆုံခဲ့တာဖြစ်တာကြောင့်သူမကိုရိုင်းဝမ်းနဲ့လွယ်မွေးခဲ့ရတဲ့တာအရှင်ဖြစ်သူစိန်ဦးဦးကိုလည်းအထူးတလည်ချစ်ခင်နာမျိုးတွေပြုလုပ်ရင်ခင်မုံရဲ့တာသမီးတွေမျက်နှာငယ်ရမှာဆိုတာကြောင့်တာအရှင်ပေါ်မှာတော့မိခင်အရှင်ရဲ့မြတ်တာတွေအပြေးအဝမပေးနိုင်ခဲ့တာကိုပရိသတ်တွေကသိပြီးသားဖြစ်မယ်လို့ထင်ပါတယ် ပို့ချပြုခင်တို့ဇနီးမောင်နှံဟာစီးပွားရေးလုပ်ငန်းအတွက်ဖြစ်စေအပန်းဖြေဖို့အတွက်ဖြစ်စေခရီးတွေမကြခဏသွားရလေးရှိပြီးတခါတရံမှာကလေးအကြီးတွေကိုသာခေါ်သွားလေးရှိပေမဲ့ဒါအရင်ဖြစ်သူစိန်ဦးကိုတော့နေအိမ်မှာပဲကလေးထိန်းနဲ့အတူထားခဲ့ရတာဖြစ်ပါတယ်။အခုတခါမှာဆိုရင်လေဒါလေးကိုထားခဲ့ပြီးခရီးထွက်ရာကနေဗီဒီယိုကောပြောတဲ့အချိန်မှာဒါလေးစိန်ဦးကမိခင်ဖြစ်သူကိုမြင်တဲ့အချိန်မှာထိမက်မထားလောက်အောင်ဝမ်းနည်းစွာငိုကြွေးခဲ့တာကိုပို့ချပြုခင်ကမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ သူမအနေနဲ့ခင်မွန်းဘက်ကပါတဲ့သားသမီးတွေမျက်နှာငယ်ရမှာဆိုလို့သားအရင်းပေါ်မှာလည်းမိခင်တယောက်အနေနဲ့မြစ်တာအပြေးဝမပေးနိုင်တာကိုနားလည်ပေးဖို့အတွက်သားလေးစိန်ဦးကိုတောင်းပန်ထားတာလည်းဖြစ်ပါတယ်။အဘအဘပလန်ကြီးမြတ်ကောင်းကြီးတဲ့ကြည်ရအောင်မြတ်ကောင်းကြီး